မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသော နေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါရယ်ဒါဝရပြာထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံရပါမည်အကြောင်းလဲဆုတောင်းပေးပါရယ်ဒီမနက်မှာဂျေဇုတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်တမန်တော်ဝိထုအကန်းကြီး16အပိုင်းငယ်26ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါရယ် ထိုခဏချင်းတွင်ညီကြီးသည်ပြင်းစွာလှုပ်သောကြောင့်ထောင်ချေရင်းလဲလှုပ်ရှား၏တကားရှိသမျှတို့သည်ချက်ချင်းပွင့်၍လူအပေါင်းတို့သည်နှောင်ဖွဲ့ခြင်းနှင့်လွတ်ကြ၏ဒီနေရာမှာဘာတွေ့ရလဲဆိုတော့ထောင်ချေရင်းနေလှုပ်ရှားပြီးထောင်တကားတွေပွင့်ထွက်တဲ့အကြောင်းချီနှောင်ထုံနှောင်ချင်းခံရတဲ့သူတွေလွတ်မြောက်ခြင်းအခွင့်ရတဲ့အကြောင်းကိုတွေ့ရပါတယ်သူဆန္နာက တကားရှိသမျှတို့သည်ချက်ချင်းပွင့်၍လူအပေါင်းတို့သည်နှောင်ဖွဲ့ခြင်းနှင့်လွတ်ကြ၏ဆိုတဲ့စကားလေးကတော့အံ့ဩစရာကောင်းပါလေ။မြေကြီးလှုပ်တဲ့အကြောင်းကြည့်တဲ့အခါမှာဒီနေရာမှာပူမိပေဒသဘောအရဘာကြောင့်မြေကြီးတွေလှုပ်ပြီးအလင်းလှုပ်တယ်လဲဆိုတာတော့မသိပါဘူး။ဒါပေမဲ့ဝိညာဉ်ရေးရာသဘောအရတော့အဖြေရှိပါတယ်။ပထဝီမြေကြီးလှုပ်ရှားခြင်းဖြစ်ရလောက်အောင်ကို ဩလူနယ်တိလာတို့ကသာဝရဘုရားကိုချီးမွမ်းကြတာတွေ့ရပါတယ်။ချီးမွမ်းခြင်းကတကယ်ပဲမြေကြီးတွေကိုလှုပ်စေတာလားလို့လဲတွေးမိပြန်ပါတယ်။ချီးမွမ်းတိုင်းလဲအဲ့လိုဖြစ်တာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဘုရားသခင်ကဩလူနယ်တိလာရဲ့ချီးမွမ်းခြင်းအားဖြင့်ဘုရားသခင်ရှိကြောင်း ထောင်ထဲမှာရှိတဲ့သူတွေကသူတို့ရဲ့ချီးမွမ်းခြင်းကို နားထောင်ပြီးတော့မှတစုံတရာဘုရားသခင်ရဲ့အပေါ်မှာသူတို့ စိတ်နှလုံးပြောင်းလဲမှုတိမ်ညွတ်မှုရှိနေသလားလို့ကျွန်တော် တွေးမိပါတယ်။ဒါကြောင့်မလို့လေဘုရားသခင်ကနမိတ်လက္ခဏာကို တွဲပြီးပြပါတယ်။ဒါကလည်းဘုရားသခင် ရှိနေကြောင်းကိုတသက်ထူတာပဲဖြစ်ပါတယ်။ကျွန်တော်ယုံကြည်တာတစ်ခုက ထောင်ထဲမှာရှိတဲ့သူတွေက လူโซလူမိုက်တွေဖြစ်တယ်။သူတို့တွေဟာအပြစ်တစုံတစ်ခုကြောင့်ထောင်တွင်းအကျဉ်းချခံရတာဖြစ်တယ်။အဲ့ဒီချိန်မှာပေါလုနဲ့တိလာရဲ့ချီးမွမ်းတဲ့အံကိုသူတို့ကြားတယ်၊နားထောင်ကြတယ် ရားသခင်ကောင်းမြတ်ကြောင်းတွေကိုသူတို့သိရှိကြမှာပဲဖြစ်တယ်။အဲ့ချိန်မှာတစုံတရာသူတို့စိတ်နှလုံးကြောင်းလဲမှုတွေဖြစ်လာမယ်။အဲ့ဒီသက်တည်အနေနဲ့ရားသခင်ကသူရှိကြောင်းသက်တည်ထူးတဲ့အခါမှာထောင်ထဲကမဖြစ်နိုင်တဲ့ချုံနောင်မှုကနေလွံ့မြောက်မှုကိုပြင်ဆင်နေသက်တည်ထူးတယ်ဆိုတာကိုတွေ့ရတယ်။အံ့ဩစရာကောင်းတာကဒီမြေကြီးလှုပ်ခြင်းဟာလွံ့မြောက်မှုကို ဖြစ်စေဖို့ရန်နမိတ်ဖြစ်တယ်ဆိုတာကိုတွေ့ရှိရပါတယ်။တစုံတရာ စိတ်နှလုံးပြောင်းလဲမှုတွေဖြစ်နေပြီဆိုရင်တော့ဘုရားသခင်ကနမိတ်နဲ့တသက်ထူတက်ပါတယ်။ပေါလုတို့ကမြေကြီးတုံကြီးလောက်အောင်အတန်အကျယ်ကြီးနဲ့ချီးမွမ်းနေကြတာဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။သူတို့ရဲ့ချီးမွမ်းခြင်းကလည်းမြေကြီးလှုပ်ရှားလောက်အောင်လည်းဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တွေးမိတာကတော့ပေါလုနဲ့တိလာရဲ့ချီးမွမ်းခြင်းရဲ့ထောင်ထဲမှာရှိတဲ့သူတွေရဲ့နှလုံးသားရဲ့သူတို့ပေါက်ဆက်လိုက်တဲ့အခါမှာဘုရားသခင်က ကြီးမားတဲ့ နမိတ်လက္ခဏာအနေနဲ့ချုံနှောင်ချင်းတွေကနေလွမြောက်စေသောမြေကြီးလှုပ်ချင်းဆိုတာဖြစ်လာပါတယ်။မာနရဲ့ချီနှောင်ချင်းတွေကနေလွမြောက်တဲ့နမိတ်ဖြစ်ပါတယ်။မာနရဲ့တုံနှောင်မှုတွေအလုံးကနေလွမြောက်တယ်ဆိုတာကိုကျွန်တော်ဒီလိုပဲနားလည်မိပါတယ်။ရုပ်ပိုင်းဆိုင်ရာလွမြောက်ခြင်းသာမဟုတ်ဝိညာဉ်ပိုင်းဆိုင်ရာလွမြောက်ခြင်းကိုပါဖြစ်စေတယ်လို့ကျွန်တော်နားလည်ရပါတယ်။ချစ်တော်မိဘညီကိုမောင်တို့ကျွန်တော်မြန်မာပြည်မှာ ီလောက်ကြီးမားတဲ့လှုပ်ခတ်မှုတွေဖြစ်သွားခြင်းဟာကျွန်တော်တိုင်းပြည်မှာရှိတဲ့လူတွေရဲ့နှလုံးသားနဲ့ယုံကြည်သူတွေကဘုရားသခင်အထံမှာဆုတောင်းနေကြတဲ့အရာတွေသွားပြီးတော့မှ တိုက်ဆိုင်ပြီးဘုရားပြုတဲ့နမိတ်ဖြစ်တယ်လို့ကျွန်တော်ဒီလိုပဲယူဆကောက်ချက်ချခြင်းပါတယ်စာတန်ရဲ့ချုံနောင်မှုတွေလွမြောက်တဲ့စာတန်ရဲ့တတိုင်းတွေကိုဘုရားခင်ချိုးဖျက်တယ်လို့ကျွန်တော်နားလဲပါတယ်ရုပ်ပိုင်းဆိုင်ရာကမက စိတ်ပိုင်းဆိုင်ရာ ်ဝိညာဉ်ပိုင်းဆိုင်ရာလွတ်မြောက်ခြင်းကိုဘုရားသခင်ဆောင်ကျင်းလာတယ်လို့ကျွန်တော်နားလည်ပါတယ်။ကူညီစရာရှိတာတွေကျွန်တော်ကူညီရမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဒီလွတ်မြောက်ခြင်းရဲ့နမိတ်ဒီလွတ်မြောက်ခြင်းရဲ့သက်တည်ကို လူတိုင်းခံစားဖို့ရန်ဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မတို့ပေါလုနဲ့တိလကဘုရားသခင်ကိုချီးမွမ်းကြတယ်။ကျွန်တော်တို့ယုံကြည်သူတွေလည်းဘုရားသခင်ကိုချီးမွမ်းကြမယ်။ပြရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုတခြင်းနဲ့တီးဆိုပြီးတော့မှလူတိုင်းကြားစီမယ် အဲ့ဒီခါမှာနှလုံးသားတွေကရရှိမှာပြောင်းလဲပြီဆိုလို့ရှိရင်တော့ယုံကြည်ခြင်းကကြားနာခြင်းဆိုတဲ့အတိုင်းပဲကြားတဲ့အခါမှာသူတို့ထဲမှာတကူတော်ကအလုပ်လုပ်မှာဖြစ်ပါတယ်အဲ့ဒီခါမှာချုံနောင်မှုတွေချီနောင်မှုတွေကနေလွတ်မြောက်တဲ့တသက်ဖျားပြူမှာဖြစ်ပါတယ်ဒါကြောင့်မို့မြမပြီဟာအလွန်ကောင်းတဲ့အခြေအနေတစ်ခုကိုရောက်ရှိပြီးအံ့ဩဖွယ်ရဖျားရဲ့ဘုံတော်ထင်ရှားမယ်လို့ယုံကြည်ပါတယ် ရောက်တိုင်းပေါ်ဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျားကိုရောကိုကျေးဇူးတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်အရောက်တိုင်းရဲ့အသက်တာမှာခွန်အားနဲ့ပြေဝစေပါကိုရောဘုန်းတော်ထင်ရှားတဲ့အသက်တာနဲ့အသက်ရှင်နိုင်ဖို့မဆပါချုံတော်မှုတွေကနေလွတ်မြောက်စေသောဖျားချီတော်မှုတွေကနေလွတ်မြောက်စေသောဖျားကျွန်တော်တို့ကိုဒီဆင်းရဲတွင်းကတော်လကောင်းအမင်္ဂလာအမျိုးမျိုးကတော်လကောင်းမနဲ့ရဲ့တကူလွှမ်းမိုးခြင်းကတော်လကောင်း ကိုရောဖေရှားပေးပြီမို့လို့ကျေးဇူးတင်ပါတယ်။ငလီနေလှုပ်လို့ဒိုက်တာအိုးအိမ်နေပြိုပြက်တဲ့အရာကတော့လူအနေနဲ့ကြည့်ရင်ဝမ်းနည်းစရာဖြစ်တော့လဲပဲဝိညာဉ်အမြင်နဲ့ကြည့်ရင်ဘုရားသခင်ဟာကျွန်တော်တို့တိုင်းပြည်ပေါ်မှာကောင်းတဲ့အရာတွေဖြစ်လာဖို့လုပ်နေတယ်လို့ယုံကြည်ပါတယ်ဘုရားရှင်ကောင်းချီးပေးပါ။တိုင်းသူပြည်သားအားလုံးတယောက်မကျက်ဘုရားရဲ့မေတ္တာကိုခံစားပြီးလွတ်မြောက်ခြင်းခံစားစေတော်မူပါ။ဝမ်းနည်းခြင်းအပေါင်းမှာညွှန်နှုတ်တော်မူပါ။ ယေရှုတင်တဲ့ဒီနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောရဲ့ရွေးနှုတ်ခြင်းကိုကိုယ်တိုင်ခံစားယုံတာမကသူတို့ဘာတွေကိုလဲခံစားစေးနိုင်သောသူများဖြစ်စေပါယေရှုတင်လျက်တဏိတာလုံးကိုလက်ဝဲအနန္တနဲ့ခါသခင်ယေရှုနာမ၌စက္ကအနန္တဆုတောင်းပါ၏အာမင်